အလုံးမဲမင်္ဂလာပါဝမ်ချမ်ပြန်ရှိကတော့မကြာမီမှာပဲမြန်မာလူငယ်ဖိုက်တာကျော်စောဝင်းရဲ့ပွဲကိုအတီးပြုတ်ချပြလာဖို့ရှိနေပါပြီကျော်စောဝင်းကဝမ်ရဲ့ပွဲဥထွက်အဖွင့်လှဖို့အတွက်အပြင်းထန်လေ့ကျင့်နေပြီးတော့ဝမ်ချမ်ပြန်ရှိကကျော်စောဝင်းကိုဘလို့ပြိုင်မဲ့နဲ့ပွဲတီးပေးမလဲဆိုတာကိုစိတ်ဝင်တစားစောင့်မျှော်နေပြီပဲဖြစ်ပါတယ်ကျော်စောဝင်းတရားရိုးရလက်ဝဲမှာတော့ထိတ်တန့်ဖိုက်တာဖြစ်ခဲ့ပြီးတော့ မြမလက်ဝက်သမိုင်းမှာလဲရှုံးမွေးမရှိတဲ့စံချိန်ကိုအကြကြီးထိန်းထားနိုင်ခဲ့တဲ့ fighter ကောင်းတယောက်ဆိုတော့မြမပြိသက်တွေနဲ့ကျော်စွာဝင်းကိုအများကြီးမျောလင်းထားကြတာလည်းဖြစ်ပါတယ်ကျော်စွာဝင်းကတခြား fighter တွေနဲ့မတူပဲ one championship လို့ပြိုင်ပွဲမှာ ရှင်ပြိုင်ထိုးသက်ဖို့အတွက်ထိုင်းနိုင်ငံကိုအစိုးဆုံးသွားရောက်ပြီး fair tech လို့ခြေမျိုးမှာ သူ fighter ဘဝနောက်တစ်ဆင့်မြင့်တင်နိုင်ဖို့ ပြင်ဆင်မှုအပိုင်းကလည်းတော်တော်လေးကိုအားရကျေနပ်ဆရာကောင်းနေတာပါ Fatex Gym လို့နာမည်ကြီး gym နဲ့စာချုပ်ခွင့်ရတဲ့ကျော်စွာဝင်းအတွက်လည်းတကယ်ကိုဂုဏ်ယူဆရာကောင်းနေတာပါကျော်စွာဝင်းကနေအေးပြီးသူ့အလုပ်ပေါ်ကိုပဲ professional ပီတာစွာစူးစားပြီးအယုံစိုက်ထားတဲ့လူငယ်တယောက်ဆိုတော့ဝမ်ချမ်ပြန်ရှစ်လို့ပြိုင်ပွဲမှာကျော်စွာဝင်းကတကယ်ကိုမျောလင်းချင်စရာကောင်းတဲ့ fighter တယောက်ဖြစ်လာအောင်ပါ Fatex Gym ကတကယ် ဖိုက်တာတွေနဲ့အတူပူးပေါင်းလက်ချင်းရတဲ့ဂျောဇော်ဝင်းတရောင်တခြားမြန်မာဖိုက်တာတွေထက်နာတပြားတာတယ်လို့ပြောလို့ရပါတယ်။အော်တိုဘာလာမှာထိုးတတ်မဲ့ဂျောဇော်ဝင်းရဲ့ပွဲဥထွက်မှာဂျောဇော်ဝင်းတရောင်အကောင်းဆုံးလုပ်ပြနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။